ထိုင်းနိုင်ငံမဟာချိုင်မှာရှိတဲ့မြန်မာကလေးငယ်900ခန့်စာတင်ကြားနေတဲ့တင်ကြားရေးဆရာတခုကိုထိုင်းအနာပိုင်များဝင်ရောက်စစ်ဆေးခဲ့ကြောင်းထိုင်းအွန်လိုင်းသတင်းဌာနချို့မှဖော်ပြထားပါသည်အော်တိုဘလ9ရက်နေ့မှာမဟာချိုင်မှာရှိတဲ့မြန်မာကလေးများလေ့ကျင့်ရေးစင်တာတခုကိုခရယံအုပ်ချုပ်ရေးဖွဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးနှင့်ပညာရေးအနာပိုင်များကတောရောက်ဆွေးခဲ့ခြင်းဖြစ်ကအဲဒီစင်တာမှာစာတင်ကြားနေတဲ့ကလေးငယ်900ခန့်နဲ့စာတင်ပေးနေတဲ့ဆရာဆရာမ29ဦးကိုတွေ့ရှိခဲ့ကြောင်းထိုင်းသတင်းမှာဖော်ပြထားပါတယ်။ အဆိုပါစနာမှာရှိတဲ့ဆရာဆရာမ29ဦးကိုစစ်ဆေးရာအလုလုခွင့်လက်မှတ်ကိုင်းဆောင်ထားပေမဲ့အဲ့ဒီလက်မှတ်မှာထိုင်းနိုင်ငံအတွင်းစာတင်ကြားခွင့်မရှိကြောင်း ါကြောင့်ဆရာဆရာမများကိုလည်းစည်းစည်းခဲ့ကြောင်းသိရပါတယ်။ဒါအပြင်တင် जा ရေးဆန္ဒဟာကလေးငယ်များလူငယ်များအုပ်စုလိုက်လေ့ကျင့်မှုများလုံဆောင်နိုင်ရန်ခွင့်ပြုချက်ရရှိထားပေမဲ့လည်းတရားဝင်ကြောင်းဖွင့်ပြီးစတင်ကြခွင့်ကိုထိုင်းပညာရေးဌာနဘက်ကခွင့်ပြုထားခြင်းမရှိသေးကြောင်းထိုင်းအနာပိုင်များကပြောကြားပါတယ်။အလားတူအစားအသောက်ပြုခွင့်အတွက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကခွင့်ပြုထားပြီးဖြစ်ပေမဲ့လည်းရွှေပြောင်းကလေးငယ်များကိုစူးစီးပြီးပညာသင်ကြားပေးရန်ခရိုင်ပညာရေးရုံးရဲ့ခွင့်ပြုချက်မရရှိသေးဘူးလို့သတင်းမှဖော်ပြထားပါသ ယ်။တနိုင်ငံမှာတရားဝင်ရွှေပြောင်းလုံသားများကိုအာဏာပိုင်များစစ်တိုက်ဖမ်းဆီးလျက်ရှိပါသည်။